အားလုံးပဲမိင်္ဂလာပါ Forever Gana Facebook နဲ့ DR YouTube Channel တို့ကိုကြိုဆိုပါရစေ။ကျွန်တော်အာဆင်နယ်အသင်းရဲ့ပတ်သက်ပြီးတင်ကြောင်းရပြီးနည်းနည်းတော့ဆွေးနွေးတုံ့သက်ကြအောင်။ကျွန်တော်အာဆင်နယ်အသင်းရဲ့ဝီလီယံဆလီပါကတော့ဒါအာဆင်နယ်ထဲမှာတော့29မိနစ်ဒီစာရုပ်တက်တဲ့ချက်ရှိနေသေးတာဖြစ်တည်တိုင်အောင်။ဒါ Real Madrid တို့ရဲ့စိတ်ဝင်စားမှုကြောင့်အာဆင်နယ်အသင်းတောင်းဝန်ရှိသူနဲ့ Andrea Pataro ကတော့ဒါဝီလီယံဆလီပါကိုစာရုပ်တက်တဲ့တိုးဖို့အတွက်ဒါအလို့တကြီးဒါဆောင်ရွက်နေတာမျိုးဖြစ်နေတယ်။ ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ကာတာ Athletics Sport ရေပေါ်ပြချက်အရာဒီကစားသမားက2032ခုနှစ်တည်းရှိတဲ့ Arsenal လို့ကန်နေထားတဲ့စာချုပ်တင်မှာလက်မှတ်ရေးထိုးတော်ရယ်ဖြစ်နေပြီးတော့ကစားသမားကဒါ Arsenal တဲမှာဆက်ရှိနေတော့မြင်ဆိုပြီးတော့ဒါ Athletics Sport ကပေါ်ပြထားတယ် နောက်တဲ့တရင်ပုတ်ကတော့ဒါကျွန်တော်တို့အာဆင်နယ်တင်ကဒီကနေ့မနက်အစောပိုင်းမှာကစားတော့ EFL ပွဲစဉ်မှာဒါပေါ်ဖေးအသင်းကိုဝေးခွဲမှာ Z2 ဆိုတဲ့ရလနဲ့အနိုင်ရရှိပြီးတော့ဒါကာရာဝဖလားရဲ့နောက်တစ်ဆင့်ကိုတက်လန်းသွားပြီးနောက်တစ်ဆင့်မှာတော့ကျွန်တော်တို့ဒါ Brighton အသင်းကို Aquin Emirates Stadium မှာအကန့်ရှင်ပြန်ကစားသွားမယ်ဒီကနေ့မနက်ကန်သွားတဲ့ကစားပုံကိုကြည့်ပြီးကျွန်တော်တို့ပြည်သက်တော်တော်များများကဒါဘယ်လိုအားဘယ်လိုအားမရဖြစ်နေကြတယ်ရှိရပေါ့လေဒါပေမဲ့ကျွန်တော်တို့ဒီ EFL ပွဲစဉ်ဆိုတဲ့ ဒါပြိုင်ပွဲမှာကျတော့ပြောနေအမှတ်ပေးပုံစံမျိုးပုံပဲနေနိုင်တာလည်းနောက်တစ်ဆင့်တက်မယ်ရှုံးတာလည်းထွက်မယ်တင်းကြီးကြရင်ကျွန်တော်တို့ပတ်ဒီတီသွားမယ်ဗျဒီလိုပုံစံနဲ့ချိပါတဲ့ပြိုင်ပွဲဖြစ်တဲ့အတော့ဒါဘာဖြစ်ဖြစ်အာဆင်နယ်တင်းလို့နောက်တစ်ဆင့်တက်သွားပြီဒါပြီးရပြီဆိုလို့ရှိရင် Brighton တင်းကိုဒါနောက်တစ်ဆင့်မှာအင်ကွေးမှာအက်ကရှင်ပြန်ကစားရမယ်ဒီကိစ္စအားဖြင့်ကစားပုံစံနဲ့ဆိုလို့ရှိရင် Brighton နဲ့ပွဲစဉ်မှာကျွန်တော်တို့ခက်ခဲသွားနိုင်တယ် ဒါ brighter ဆိုတဲ့အသင်းကလည်း premium league မှာဒါအသင်းကြီးတွေကိုကွန်ကွန်ဒုက္ခပေးပြီးတော့နင်းလာလာမှာပြန်ကစားနေတဲ့အသင်းရဲ့တသင်းဖြစ်တာဖြစ်တယ်တို့ကကျွန်တော်တို့ arsenal အသင်းနေနောက်တစ်ဆင့်မှာဒါဘယ်လိုပြောရမလဲပြတ်သားတဲ့ကစားဟန်တစ်ခုလိုအပ်တယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်ဒါဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒါတော်တော်များများဒါအပေါင်းလက္ခဏာဆောင်ခြင်းတွေအများကြီးကျွန်တော်အနေနဲ့တွေ့မြင်ခဲ့ရတယ်ဒါ EBHAZ လို့တည်မလားဟိုနောက်တန်းမှာဆိုလို့ sorry ကွင်းလယ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ ခွေရှက်လောကသူကဒါကောင်းဆုံးခြေစွမ်းပြသသွားပြီးကျောင်းနေနဲ့မြင်မိတယ်ဒါအနောက်တန်းမှာဆိုလို့ရှိရင်လေဒါဝီရယ်ဆလီပါရဲ့ဒါခွေရှက်မောကွေရရဲ့အကောင်းဆုံးအတွဲဖက်အဖြစ်လေကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ဒီလိုမြင်တွေ့ခဲ့ရတဲ့ပုံစံတွေကဒါကျွန်တော်အာဆင်နဲ့အသင်းအင်းနဲ့ဒါဘယ်ကစားပေါ့ပမာလူလေလူတဲ့နေရာမှာငါတို့ထဲသုံးနိုင်ရင်ဒါငါတို့ဘယ်ချမ်းခံစေညာချမ်းခံစေအဲ စန္ဒာပတ်လိုတဲ့နေရာထဲသုံးနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေကြောင့်နေလေမြေတွေးပေးရတယ်။ဒါပြီးရဲဆိုဒီနေ့ကစားတဲ့ကစားဟန်ကဒါကျွန်တော်တို့ပြည်သက်တွေမျောလင်းနေတဲ့ကစားဟန်တစ်ခုထီရောက်မသွားတာဖြစ်တည်တိုင်အောင်တချို့ဟိုဘယ်လိုပြောရမလဲ position တွေမှာတော့ကျွန်တော်တို့အာဆင်နယ်အသင်းပြည်သက်တွေလို့ချင်းနေတဲ့ပုံစံမျိုးကိုရောက်တယ်လို့ကြောင့်နေနေမြင်မိတယ်။ ီနေ့ပွဲစဉ်မှာတော့ဒါ EPH အစည်းအရတော့ကျွန်တော်အကြိုက်ဆုံးကစားသမားကြီးတွေပါတယ်ဗောလေဒါရှိအမေတွေမှာလည်းကျွန်တော်ပြောပြပြီးဒါ EPH အစည်းအနေနဲ့ဒီနေ့မှာသူ့အနေနဲ့ဒါကွင်းလည်းမကောင်းကောင်း span လုပ်ပြီးကစားသွားရလို့မြင်နေဒါ fishing ကောင်းကောင်းနဲ့ဗောလေဒါပြောရဆိုလို့ရှိရင်တော့ link up play တွေဆိုလို့ရှိရင်လည်း EPH အစည်းကြီးတော်တော်လေးထွားတယ်ဗျဒါဟို ူအနေနဲ့ခွ sorry crystal valley ပေါ့လေ crystal valley မှာကစားတဲ့ပုံစံမျိုးတီဒါမရောက်သေးတာဖြစ်တည်တိုင်အောင်ကျွန်တော်အားစင်နေတင်းတော့ပေါ့မကနာဆောင်ခြင်းနေတဲ့အခုပဲဒါပေမဲ့ဒီကျွန်တော်လူငယ်ကစားသမားလေး match တောင်းမလို့လည်းမြင်တွေ့ခဲ့ရတလို့ ether wonderry ရဲ့ဒါတိုက်ဆက်အားတန်တဲ့ပုံစံမျိုးတွေကိုလည်းကျွန်တော်နေအကောင်းဆုံးမြင်တွေ့ခဲ့ရတယ်ဒါ ether wonderry ဆိုလို့ရှိရင်ပေါ်လုံးရရင်သူကလက်လက်ကျဒါပေါ်လုံးနဲ့ အတူတူဆွဲပြေးသွားတဲ့ပုံစံမျိုးတော့ကျွန်တော်အာဆင်နယ်အသင်းတော်တော်အပေါင်းလက္ခဏာဆောင်ရင်းနေတဲ့တစ်ခုပဲဗျာ နောက်တစ်ပေါင်းကလာဆောင်ရင်းဒီတစ်ခုဆိုလို့ရှိရင်တော့ကျတို့အာဆင်နယ်အသင်းဒါမနက်ကပွဲစဉ်မှာဒဏ်ရာမရတော့ဘူးဒဏ်ရာရတဲ့ကစားသမားရှိမနေခဲ့ဘူးဒါကတော့ကျတို့အာဆင်နယ်အသင်းတို့ကအပေါင်းလက္ခဏာအကြီးဆုံးဆောင်ရင်းတစ်ခုပေါ့လေဘာလို့လဲဆိုအာဆင်နယ်အသင်းရဲ့ဒဏ်ရာကစားသမားနဲ့ပတ်သက်ပြီးတော့ပရီးမီးယားလိပွဲ၅ပွဲကရင်ဒါကစားသမား၅ယောက်လောက်ထိဒဏ်ရာရတဲ့ပုံစံမျိုးတွေကျတို့မြင်တွေ့ခဲ့တာဖြစ်တဲ့အတွက်ဒါကစားသမားဒဏ်ရာရမှောက်ကျုံးတွေအရန်ကိုကြောင်းနေခဲ့ရတယ်ဗျ ဒါကျွန်တော်တို့အဲ့ဒီဒီမနီမနက်ပွဲစဉ်မှာဆိုလို့ရှိရင်ဒါပူကာယိုဆာကာဆိုတိုင်ရမှုတော့ဖြစ်သွားပါဘို့လေကျွန်တော်တို့ဆိုလို့ရှိရင်အရင်စိတ်ပူသွားတာတွားပြီးပူကာယိုဆာကာတိုင်ရလို့တော့မအောင်လို့ရွေးချယ်ကြရှိမနေတော့ဘူးဆိုပြီးတော့ကျွန်တော်တို့စိတ်ဝင်ဒါပေမဲ့ပူကာယိုဆာကာကဒါတိုင်ရရရှိတော့ခြင်းမရှိဘူးဒါတော်တော်လေးကိုကောင်းတဲ့ moment ကြီးပြသွားတယ် ဒါသူ့အနေနဲ့ပေါ်လုံးရအောင်ဆိုလို့ရှိရင်ဒါပြည်ပကသားသမိုင်း၂ရောလောက်ထိသူလူကဲယူထားတဲ့ပုံစံမျိုးတွေပါရှယ်ပေးတဲ့အတွက်ပူကာယိုစာကာတော့ပူကာယိုစာကာဖြစ်နေသေးပဲဒီနေ့ပွဲတဲ့အပီမှာမီကီအာဒီတိုင်းအဲ့ဒါပြောချမ်းချက်လေးတွေကိုကျွန်တော်နေနေလို့ဆွေးနွေးသုံးသပ်ကြည့်အောင်ဒါမီကီအာဒီတိုင်းအနေနဲ့ဒီနေ့ပွဲစဉ်မှာနိုင်ရရှိသွားတယ်ပေါ့ဗျာ တကယ်ခက်ခဲတဲ့ပွဲစဉ်တွေကသူတို့အနိုင်ရရှိခဲ့တယ်။ဒါပြန်ပတ်အသေးအနေနဲ့လည်းအကောင်းဆုံးတုတ်ပြန်သွားပါတယ်ဆိုပြီးတော့ဒါ Mickey Data ကပြောကြားသွားပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။